အားလုံးပဲမင်္ဂလာပါရှင်ရန္နာမွထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့တင့်အနာကိုလာဖို့ကြိုးစားနေတဲ့တယောက်တော်သူအကြောင်းဆိုရဲခေါင်းစဉ်လေးနဲ့ collective reading လေးတစ်ခုဖတ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ reading ထဲမှာတင့်အနာကိုတစုံတယောက်လာမယ်ဆိုလို့ရှိရင်ဒီလူကဘလို့လူလဲဘလို့ရည်ရွယ်ချက်နဲ့တင့်အနာကိုလာဖို့ကြိုးစားနေတာလဲဆိုတာကိုသိချင်တဲ့သူလေးတွေကဒီ collective reading လေးကိုလာကြည့်လို့ရပါတယ်အာပြီးတော့ပေါ့နော် collective reading ရဲ့ထုံးစံအတိုင်းအာလူအားလုံးနဲ့တော့ န်ဂျီကိုင်းညီမှုရှိမှာမဟုတ်ဘူးဒါပေမဲ့လည်းတော်တော်များများနဲ့တော့ကိုင်းညီမယ်ပေါ့နော်အဲ့တော့ဒီနေ့ reading ကိုကြည့်တဲ့အခါမှာ10မိနစ်2မိနစ်အတွင်းမှာကြည့်လိုက်ပေါ့နော်ကြည့်လိုက်တဲ့အတွင်းမှာဒီ energy တွေကကိုယ့်ရဲ့ energy တွေလို့ခံစားရရင်ပြီးတော့လာမဲ့တစုံတရာကိုကိုကအာ ခတ်မှန်မိထားတာမျိုးရှိလို့ရှိရင်ဒီကံကိုခတ်မှန်မိထားတယ်သူရဲ့ energy နဲ့ကျွန်မဒီနေ့ reading ထဲမှာပြောထားတဲ့အကြောင်းအရာတွေနဲ့ထပ်တွေ့နေတယ်ဆိုလို့ရှိရင်ဒီ reading ကအတင်အတွက် reading မှာနော်အဲ့တော့ကျမတို့စမယ်ပေါ့နော်ဒီ collective meeting ထဲမှာတက်နာလာဖို့စူးစမ်းနေတဲ့သူရဲ့အကြောင်းလေးကိုတတိယစာလေးပြပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ဒါဆိုစမယ်နော်။ဒီပေါ်မှာထားရပေးတဲ့ကတ်ကလေးတွေကတော့ဒီ oracle ကတ်ကလေးတွေဒါရော cut ကလေးတွေကတော့ဒီနေ့ meeting ထဲမှာထည့်ပြီးတော့ဖတ်သွားပေးမယ်။ ခါမှာတုံးထားတဲ့ကက်လေးတွေဖြစ်ပါတယ်ပေါ့နော်အဲ့ဒါစမယ်နော်အရင်ဆုံးတွေ့တာတော့တဲ့အနာကိုလာဖို့ကြိုးစားနေတဲ့ဒီတစုံတယောက်က justice energy နဲ့ပေါ့နော်ဒီလူကအာသူကလေသူ့မှာအနေထားတစ်ခုရှိတယ်ပြီးတော့သူက음ပြောမယ်ဆိုလို့ရှင်အလုတ်ခွင်ထဲမှာဆိုလို့ရှင်လေယာရုမြင့်မြင့်နဲ့သူပေါ့နော်အဲ့လိုမျိုးပြီးတော့အမှန်တရားကိုချစ်မြတ်နိုးတဲ့သူ ီးတော့ရုပ်ရည်လည်းတည်ကြည်တယ်ရုပ်ရည်လည်းလှတယ်ပေါ့နော်အမျိုးသားလေးတွေဆိုလို့ရှိရင် handsome ဖြစ်တယ်အမျိုးသမီးလေးတွေဆိုလို့ရှိရင်လည်းအော်ဘယ်လိုပြောမလဲ crew type ပုံစံမျိုးမဟုတ်ဘူးပေါ့နော်နည်းနည်းတတိငယ်ငယ်လေးနဲ့အဲ့လိုမျိုးပုံစံအမျိုးသမီးလေးအာထွန်းချတာကဒီလိုတည်ငယ်ပြီးတော့ပေါ့နော် အနေထားတစ်ခုရှိတဲ့သူကအဲတင်ုပ်လေးတွေရဲ့ဘဝတွေကိုဝင်လာဖို့ကြိုးစားနေတယ်ဆိုတော့ဒါကတော့နည်းနည်းတော့အံ့ဩစရာကောင်းနေပေါ့နော် အာဒီနေ့ read ထဲမှာလည်းပေါ့နော်ကျမရဲ့အတန်ပိုင်းဆိုင်ရာမှာနည်းနည်းလေးအားနည်းမှုလေးတွေဖြစ်သွားရင် sorry ပါနော်အာပြောမဆိုကျမလေးဒီပြီးခဲ့တဲ့အချိန်ကာလတွေမှာရက်တွေမှာပေါ့နော်တော်တော်လေးဝေပြင်းတထန်ဖြားထားတာအခုရက်ထိလည်းပုံမှန်အတန်ကိုပြန်ပြီးတော့မရသေးတာဖြစ်တဲ့အတွက်အာနည်းနည်းလေးသိခံပေးစေချင်ပါတယ်နော်အဲ့တော့ကျမတို့စလိုက်မယ် အာတင့်အနာကိုလာဖို့ကြိုးစားနေတယ်ဒီတစုံတယောက်ပေါ့နော်တယောက်တော်သူတယောက်တော်သူအာသူကလေလာတဲ့ချိန်မှာတင့်အနာမှာပေါ့နော်သူ့အပြင်တခြားသူရှင်ပြရမယ့်သူတွေရှိနေအောင်မှာရအောင်သူကတိုက်ထုတ်ပြီးတော့တင့်အနာလာမယ် ဲ့တော့ပြောချင်တဲ့ပုံကတက်မှာ saturation တခုခုရှိနေနေမှာပဲသူ ਨੇ ပြိုင်ဘက်ပေါ့နော်အဲ့လိုမျိုးပုံစံပြိုင်ပြီးတော့ရွေးချယ်ခံရမယ့်အနေအထားမျိုးတွေရှိနေမှာရအောင်သူအာတုံ့လှန်ပြီးတော့တိုက်ခိုက်ပြီးတော့မတက်အောင်လာမယ်တဲ့နော်သူကအဲ့လိုမျိုးလေးပြောထားတယ်ပြီးတော့သူ့ပုံစံကပြောမယ်ဆိုလို့ရှိရင်ကျွန်မခုနကပြောသလိုပေါ့ရုပ်ရည်အဖြစ်လဲလှတယ်စိတ်တက်လဲတန်ပါတယ်ပေါ့နော်သူသဘောကျတဲ့သူအနာသူချစ်တဲ့သူနာလာဖို့အတွက်ဆိုရင်ဘယ်လိုအရာမျိုးမစိုးရင်ဆိုင်ပြီးတော့ပေါ့နော်ခက်ခဲပါစေအနာကိုရအောင်လာမယ်သူ မျိုးပါပေါ့နော်အဲ့တော့ကျွန်တော်ဆက်ကြည့်မယ်နော်အာအဲ့တော့တင်တို့လေးတွေရဲ့အနာအောင်လာဖို့ကြိုးစားနေတယ်သူကသူ့ဘဝမှာလေအာသူရဲ့ဒီလိုအချစ်ရည်နဲ့ပတ်သက်ပြီးတော့သူရည်ရထားတဲ့ဒီအချစ်ရည်တွေမှာ တင်မှာပါဝင်ဖို့သူနဲ့တူတူဖြတ်တန်းဖို့အတွက်ကို သူရဲ့စိတ်ကိုသူစတင်ကောင်းတဲ့ဖို့ဘူးအခုတွေကသူကပြင်ဆင်ထားပြီးပြီပေါ့နော်အဲ့ဒါမျိုးလေးလည်းတွေ့တယ်နောက်တစ်ခုကတဲ့အနာကိုတွားဖို့သူစူးစားတဲ့နေရာမှာဘယ်သူသောသူတွေကနှောက်ရက်တည်ဖြစ်စီအာပြီးလို့ရှင်အတင်းချင်းတွေဘယ်လိုပဲပြပြောပေါ့နော်သူအရာတွေဂိမ်းဆိုင်ဘူးပြပြုံးလေးနဲ့ပဲမှန်နော်ပြပြုံးလေးနဲ့ပဲဘယ်လိုမျိုးအတင်းပြင်းနဲ့အနှောင့်အယှက်တွေရှိပါစေဒါတွေအကုန်လုံးကိုသူပြပြုံးလေးနဲ့ပဲရှင်းဆိုင်ပြီးတော့သူတက်နာလာမယ် နော်ဟိုမမှုဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့တူလာမယ်ပြီးတော့သူတင့်ကိုအာဘယ်လိုပြောမလဲဆက်စားတွေ့စင်းတွေကသူရင်ထဲမှာအာချစ်ခင်တဲ့စိတ်ပေါ့နော်သဘောကြတဲ့စိတ်အငုံအဖူလေးဖြစ်စရရှိနေပြီပြီးတော့မှတဖြည်းဖြည်းပို့ပြီးတော့တည်ကြလာတယ်သူရဲ့ဒီနှလုံးသားထဲမှာတင်တဲ့ပတ်သက် ပြီးတော့အာအချစ်တွေကပွင့်လန်းလာတယ်ပြီးတော့မှလုံးဝအာတောင်းနိုင်စီမီယာဖြစ်သွားပြီပေါ့နော်အဲ့တော့ပန်းမွင့်လေးနဲ့နှားရှင်မယ်ဆိုရင်အဖူလေးအဖူလေးကနေအငုံလေးအငုံလေးကနေအပွင့်လေးအဲ့တော့တဆင့်ချင်းစီပေါ့နော်တင်တဲ့ပတ်သက်တဲ့အရာတွေကိုသူရ ှင်ထဲမှာတဆင့်ကျင်စီတက်လာတယ်နောက်ဆုံးမှာသူလုံးဝတိကျသွားပြီသူတကယ်ကိုတဘောကြတဲ့သူချစ်တဲ့သူကတင်ဆိုပြီးတော့တိကျသွားတဲ့အချိန်မှာတက်နာကိုအာလာဖို့ပေါ့နော်စတင် ပြီးတော့သူကစူးစမ်းနေပြီပေါ့နော်အဲ့လိုမျိုးတွေ့ရပြီးတော့ဒီမှာ the producer လည်းတွေ့ရဆိုတော့သူကလေအာတိကျချ plan နေချပြီးတော့လာမှာ နော်အဲ့လိုမျိုးလေးတွေ့ရတတိယစား plan လေးချပြီးမှာလာမှာအစီအစဉ်တခြားပေါ့နော်အစီအစဉ်တခြားအံဘလိုလေးတင်တဲ့ခင်မင်းကအရင်ဆုံးလောက်ရမလဲစူးစမ်းရမလဲအာပြီးလို့ရှိရင်ခင်မင်းမှုရပြီးတော့မှာရှေ့ဆက်ပေါ့နော်ထပ်တူရမယ်အစီအစဉ်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေသူ့မှာတစ်ခုချင်းစီတစ်ခုချင်းစီသူကရေးဆွဲထားပြီးသားပဲနော်အဲ့လိုမျိုးပုံစံလေးနဲ့အစီအစဉ်တခြားလုပ်မဲ့ပုံစံပေါ့နော်ဒီမျိုးပါအဲ့တော့အမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေသင်တို့အနာကိုလာဖို့စူးစမ်းကြံ့ရနေတဲ့သူကပြောမှာဆိုညံကောင်းနေလို့ကျွန်မတွေ့တယ်ညံကောင်းနေ သူ့နေထားနဲ့လည်းသူရှိတယ်အာပြီးတော့ဘယ်လိုပြောရမလဲသူလှုပ်ချင်တဲ့အရာတွေတွက်ဆိုလို့ရှိရင်တတိချစ်ချာဒီတေးပေါ့နော်အသေးစိတ်ကအစားသွားချင်တဲ့သူမျိုးလှုပ်ချင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရ ပြီးတော့တင့်နောက်လာမယ်တင်တဲ့နီးစပ်မှုယူမယ်ခင်မင်မှုတွေယူမယ်အဲ့ဒါပြီးတော့မှတင်တို့နှစ်ယောက်နီးစပ်သွားရင်တော့တကယ်ကိုပြော့စရာကောင်းတဲ့အချစ်ပုံမြင်တွေတကူတူဖန်တီးချင်တယ်ပေါ့နော်ပြီးတော့တင်းရဲ့နှလုံးသားအပိုင်သိမ့်မယ်ပေါ့အဟဲအဲ့ဟာမျိုးပုံစံလေးနော်အဲ့ဟာမျိုးပုံစံလေးသူကစဉ်းစားထားပွားပြီးဆုံးဖြတ်ထားပွားပြီး plan နေလဲချထားပြီးပြီးအဲ့ဟာမျိုးလေးတွေ့ပါတယ်အဲ့တော့ကျမတို့ထက်ကြည့်မယ်ပေါ့နော်ဒါကတော့ကက်ကလေးနေ ဲ့တော့တဲ့အနာကိုလာဖို့ကြိုးစားနေတဲ့ဒီစုံတယောက်ကအတိုက်ခံနောက်ဆက်တွေဆိုလို့ရှိရင်လည်းအရာအောင်တိုက်ခိုက်ပြီးတော့တဲ့နာကိုလာမယ်အဲ့ဒါမျိုးလေးလည်းတွေ့တယ်။နောက်ပြီးတော့သူကတကယ်ကိုစိတ်တဲ့အင်အားကြန့်ခိုင်တဲ့သူပေါ့နော်စိတ်တဲ့ရန်ကြန့်ခိုင်တယ်။အာ ခနာကိုလည်းတတ်မာတယ်စိတ်တဲ့ညာလည်းကြံ့ခိုင်တယ်လုံးဝ strong ဖြစ်တဲ့သူမျိုးပေါ့เนาะအာနောက်တစ်ခုကတော့တင်းနဲ့ပတ်သက်တဲ့အတွေးတွေပေါ့เนาะဒီကိစ္စအတင်းနောက်လာဖို့အတွက်သူကြံ့ရထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အာရက်တန်လို့မရဘူးပေါ့เนาะအဲ့ဒီမှာပဲသူကထက်ခါထက်ခါတွေးမိနေတယ်အာပြောမယ်ဆိုလို့ရှင်ဒီအတွေးထဲမှာပဲသူကအခုလက်ရှိအချိန်ဒီမှာသူကဒီအတွေ့တွေကနေရုံထွက်လို့မရသေးဘူးပြီးတော့ပေါ့နော်တင်းနဲ့ပတ်သက်ပြီးတော့တင့်နာကိုလာဖို့အတွက်စူးစမ်းတဲ့အခါမှာ သူဖြတ်ကျော်ရမယ့်အရာအများကြီးပဲเนาะ tunnel saw energy နဲ့ဒီ tunnel saw ကတင်ဘက်ကအချိန်နေလည်းဖြစ်နိုင်တယ်သူ့ဘက်ကအချိန်နေလည်းဖြစ်နိုင်တယ်သင်တို့နေရာချာမှာကွာဟနေတဲ့အချိန်နေလည်းဖြစ်နိုင်တယ်ပြီးတော့အသက်ရွယ်ကွာလာလားအာပြီးလို့ရှိရင်အာဘာသာကွာလာလားပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့เนาะဟိုအချိန်နေအနေထားတွေကွာချလာလား တခုခုတော့ကြွားချမယ်ပေါ့နော်ဘယ်လိုပဲကြွားချပါစေသူကတော့တဲ့အနာကိုလာဖို့သူကြံ့ရထားတာဖြစ်တဲ့အတွက်သူအများကြီးရင်ဆိုင်ရမယ်သူအများကြီးစူးစမ်းရုံးကန်ရမယ်ပေါ့နော်အဲ့အတွက်လည်းသူအများကြီးပင်မမယ်ဒါပေမဲ့လည်းသူကငကိုရဲကတတ်မာတဲ့သူအာစိတ်ခွန်အားကိုခွန်အားနှစ်ခုလုံးပေါ့နော်တတ်မာတဲ့သူဖြစ်တဲ့အတွက်ရအောင်သူအာစူးစမ်းပြီးတော့လာမယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်อืมပြီးတော့တင့်အနာကိုရောက်တဲ့ခါကျရင်လည်းအာသူကတင့်ကိုနာရောခွာ energy နဲ့ပေါ့နော် အာပြေဆုံးမှုတွေလုပ်ပေးချင်တာပြေဆုံးလေအချက်ချင်းတွေကိုပေးချင်တာပြီးတော့တင်းရဲ့နှလုံးသားကိုသူတိမ့်ပိုက်ဖို့အတွက်လည်းအာသူ့မှာရှိရဲ့ကိုစွမ်းညံစွမ်းရှိသမျှသူထုတ်တော့မယ်အငွေအားလူအားအလုံးပါတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးအဲ့လိုလူကတဲ့နာကိုလာဖို့ကြံရွယ်နေတယ်သူပါပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲအဲ့ဒီမှာမှသူကတင်တဲ့ဘလူးဆက်ဆက်ရေးအခြေအနေမျိုးထီကိုသူတွားချင်တာလေပေါ့နော်အဲ့ဒါလေးတစ်ချက်ကြည့်မယ်အာဒီကက်ကလေးလေးအားလုံးကကျွန်မရှက်ဖယ်လုပ်ပြီးတော့မှယူထားတဲ့ကက်လေးလေးပေါ့နော် အဒီမှာတွေ့ရတော့ war waiting for အဲ့ဒီတော့အတစ်ကိုပေါ့နော်တစ်အနာလာဖို့အတွက်ကိုသူပိဆက်မဲ့အချိန်တွေရှိတယ်အချိန်ကာလတွေနည်းနည်းကြာမယ်အဲ့တော့တစ်အနာဒီလူက ဝုန်းတိုင်းရောက်လာတာမျိုးတော့မဟုတ်ဘူးကျွန်မကြည့်ရလေဒီ near future တဲ့အတွဲမှာရောက်လာမယ်အဒါပေမဲ့လည်းမြင်းမြန်ဆဆန်ကြီးတော့ရောက်လာမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတက်နောင်လာဖို့အတွက်ကိုအခက်အခဲတွေရှိတယ်အဲ့ဒါကတင့်ဘက်ကအခက်အခဲလေးဖြစ်နိုင်တယ်သူ့ဘက်ကအခက်အခဲလေးဖြစ်နိုင်တယ်နော်အဲ့တော့သူလာဖို့ခက်ခဲတယ်ကျွန်မထင်တာတော့အသက်ရွယ်กว่าဟာမှုလို့ထင်တယ်ပေါ့နော်အဲဒါပေမဲ့ wall waiting for ဆိုတော့သူစအောင်ဂျုံနဲ့မယ်လို့သူကသူယုံကြည်တာเนาะ confidence level so high အဲ့မျိုးပုံစံဖြစ်နေတာသူကသူယုံကြည်မှုတွေအများကြီးသူရှိပြီးတော့ ူကိုယ်သူတနစ်ထန်ချလာတဲ့ပုံစံမျိုးပေါ့ war waiting for ဆိုတော့သူစားကြုံနဲ့လေလို့သူထင်တယ်ပြောရမယ်ဆိုရင်သူတက်နောက်လာဖို့အတွက်ရည်ရထားတဲ့အချိန်တွေလည်းအများကြီးပိတ်ဆက်ထားတယ်အဲ့ဒီမှာမှစုံတွေ့လို့ရှိရင်သူချစ်တယ်လို့မျိုးတင်ကလည်းသူ့ကိုပြန်ပြီးတော့သဘောကျမယ်ချစ်ခင်မယ်နှစ်သက်မယ်ပေါ့နော်အဲ့လိုလေးသူကထင်တယ်အခုလက်ရှိအခုလက်ရှိဒီလူရဲ့ energy ကဒီမှာပေါ့နော်ညင်းလေးတကောင်ကဒီစီးဝိုင်းထဲမှာပိတ်မိနေတာ အဲ့ဒါကတော့ကျမထင်တာသင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီမှာပဲသူပြိမိနေသေးတယ်သူယုံမထွက်နိုင်သေးဘူးပေါ့နော်အဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အခုလက်ရှိမှာသူကသင်နဲ့ပတ်သက်ပြီးတော့တင့်နာလာဖို့အတွက်ရည်ရွယ်ချက်တွေအာအကျဉ်းစီတွေရှိပေမဲ့လည်းသူလက်ရှိအခုဖြစ်ပေါ်နေတဲ့အရာတွေကလည်းသူယုံထွက်လို့မရသေးဘူးအဲ့လိုမျိုးထင်တယ်ယုံထွက်လို့မရသေးတာကအခြေအနေအကြောင်းကြောင့်လည်းဖြစ်နိုင်တယ်သူကယုံထွက်ချင်နေမယ်ယုံထွက်လို့မရတဲ့အနေအထားတွေပေါ့ဥပမာပြောချင်တာက အာသူ့မှာအလုံးရဲ့ဖိအားတွေပဲဖြစ်စေမိသားစုရဲ့တာဝန်တွေပဲဖြစ်စေသူထမ်းပိုးထားတဲ့အရာတွေများတယ်ပေါ့နော်သူဖြည့်ရှင်းရတဲ့အရာတွေများတယ်ဥမာသူကအလုံးခွင်ထဲမှာဆိုလို့ရှိရင်လုပ်ငန်းကြီးကြီးတွေကိုသူကကင်တွယ်ထားရတယ်ဒီလုပ်ငန်းတွေအတွက်အအကျိုးစီးပွားတွေအမြင်မှုတွေအရှုံးမြတ်တွေအားတွေအားလုံးကိုထမ်းပိုးထားတဲ့သူမျိုးလို့ကျွန်မတွေ့တယ်ဒါကြောင့်မို့လို့ဒီမှာထမ်းတော်ဆော့ချရတယ်ပေါ့နော်သူလုံးဝမဲ့အရာတွေရံများတယ်အဲ့ဒီနေရာမှာတင့်နာလာဖို့အတွက်ကိုလည်းသူလုံးဝမဲ့ခါမှာ သူ့မှာအရန်ကြီးကိုစိတ်ရောကိုပါပင်ပန်းရမှာလည်းအများကြီးရှိတယ်။အဲ့ဒါတွေပြီးတော့မှပဲသူတက်နာတော့လာနိုင်နေမယ်ပေါ့နော်။ကျမအားမျိုးလေးတွေ့ရဲ့။အာဒါကြောင့်မို့လဲအချိန်တစ်ခုတော့ကြာအောင်မယ်ပေါ့နော်။အခုလက်ရှိတင်းရဲ့ energy အာဒါလေးတွေ့ရပေါ့နော်။အဲ့တော့တင်ပေါ့နော်။အခုလက်ရှိတင်ကတော့တကယ်ကိုသူ့ရဲ့အတွေ့အထိမှာပဲဖြစ်စေသူ့ရဲ့ဒီ ်တင့်ပေါ်မှာမြင်တဲ့အမြင်ပေါ့နော်အဲ့လိုမျိုးလေးပြောခြင်းတယ်တင့်ပေါ်မှာသူမြင်တဲ့အမြင်ကတကယ်ကိုတရားချက်ဆရာကောင်းပြီးတော့အာတကယ်ကိုလွတ်လပ်ပေါ်ပါနေတဲ့သူလေးတူပေါ့နော်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့အမျိုးသားလေးတွေဆိုလို့ရှိရင်လေတင့်ကိုသဘောကျနေတဲ့ဒီအမျိုးသမီးလေးကသူ့နေရာမှာသူအနေထားတစ်ခုရှိရဲ့နော်တော့လည်းသူတကြီးငြိမ်နဲ့လှပနေတယ်ဒါပေမဲ့တင့်ကိုသူသဘောကျတယ်ဒါပေမဲ့သူတက်နာလာဖို့တော့အခက်အခဲရှိနေတယ်ဒါတွေသူကြော်ဖြတ်ပြီးတော့မှတက်နာလာရမယ် เนาะအာဒါပေမဲ့တင့်ကိုတော့သူကပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နဲ့တွာလာနေတဲ့အမျိုးသားလေးတူလို့သူ မြင်ထားရပေါ့နော်။တင်ကလုံအောင်ပြစ်ကင်းဆင်ပြီးတော့တင်ဘဝမှာတင်ပြောရွှင်နေတယ်။အာလွတ်လပ်နေတယ်။လွတ်လပ်စွာပြန်တန်းတဲ့ခက်ကလေးတစ်ခါလိုပဲပေါ့နော်။သူကြိတ်လိုက်တဲ့ချိန်မှာတင်ကိုကြိတ်လိုက်တဲ့ချိန်မှာတင်ကတကယ်ကိုလွတ်လပ်ပေါ်ပါစွာသွားလာလှရှားနေပြီးတော့တင်ကိုကြိတ်လိုက်နေလုံအောင် free style နော်။အဲ့ဒါလေးကိုလည်းသူသဘောကျတာနေမယ်။အဲ့တော့ဒီနေ့ meeting ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုလို့ရှိရင်လည်းတင်တို့ရဲ့တဖက်လိုပေါ့နော်။တင်တို့နောက်လာမယ်ဒီစူးစမ်းနေတဲ့ဒီတစုံတစ်ယောက်ကတင်ကိုမြင်နေမြင်ကဒီမှာပေါ့နော်။ sorry စောက်ထူဖြစ်နေလို့အာ တကယ်ကိုချစ်စရာကောင်းတဲ့မျိုးသမီးလေးပါတဲ့သင်တို့လေးတွေကအဲ့တော့ဒီနေ့ collective reunion ကိုလာကြည့်တဲ့နေရာမှာဒီလိုစပင်ပုံစံနဲ့မျိုးသမီးလေးတွေပါလာပေါ့နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့မျိုးသမီးလေးတွေဟာတကယ်ကိုချစ်စရာကောင်းတယ်နော်။အာစပင်လေးတွေမတွုံးမရှိနဲ့ကလစ်လေးတွေလည်းတက်တက်တယ်နော်။အဲ့တော့ဟိုတင်တို့နားကိုလာဖို့ကြိုးစားနေတဲ့မျိုးသားလေးကတော့ဘလို့မြင်လဲဆိုတော့အရန်ကိုချစ်စရာကောင်းတဲ့မျိုးသမီးလေးပါတဲ့။မင်းရပါတော့။အရန်ကိုချစ်စရာကောင်းတဲ့မျိုးသမီးလေးမင်းရဲ့လှုပ်ရှားမှုလေးတွေကလေးဆန်နဲ့လွတ်လပ်တဲ့ပေါ့ပါတယ်။ အာမင်းကိုဒီတိုင်းလေးပဲအာအလှလေးပဲပေါ့နော်ချိန်နေချင်းသေးတယ်ပေါ့နော်ဒါကြောင့်မို့လဲသူရုတ်တရက်ဝန်တိုင်းမလာသေးပဲနဲ့အာတဲ့နောက်လာဖို့အတွက်ကိုသူအသေးစိတ်လောက်ရမယ့်အချက်လေးရှိသေးတယ်ပေါ့နော်ပြီးတော့ကျွန်မခုနကပြောသလိုပဲနှစ်ယောက်ကြာကကွာဟာချက်ဆိုတာလေအသက်အရွယ်လို့ကျွန်မတွေးထားတယ်ပေါ့နော်အဲ့တော့တင်ရအရန်ငယ်နေသေးရလားဒီနေ့ collective reading ကိုလမ်းကြည့်တဲ့သူလေးတွေထဲမှာ ခက်နေငယ်ပေါ့နော်မြေသမီးလေးတွေပါမယ်အဲခလေးဆက်ဆန့်လေးတွေပါမယ်ဆိုလို့ရှင်ဒီ energy อ่ะတင်းတို့ရဲ့ energy လို့ယူလို့ရတယ်အဲခလေးခလေးလည်းတတ်ထားရဲပေါ့နော်အဲပြီးလို့ရှင်နည်းနည်းတူလေးတွေပေါ့နော်ခေါင်းဝန်းတူလေးတွေနဲ့အရန်ကိုချစ်စရာကောင်းတဲ့မြေသမီးလေးတွေပါတယ်လို့ထင်ပါတယ်ရှင်အဲ့တော့ဒီ collective reading လေးကတော့ပြီးပြီပေါ့နော်ဒီနေ့ collective reading လေးထဲမှာပြောသွားတဲ့အကြောင်းအရာလေးတွေဟာတင်းတို့လေးတွေ energy လို့ခံစားရတာပေါ့နော်အဲ့အမျိုးလေးတွေအော်နေအောင်နော် စပါကုနာပြောလိုက်တယ်နော်ဒါကတော့အမျိုးသမီးလေးတွေအတွက်အမျိုးသမီးလေးတွေအရန်ကိုချစ်စရာကောင်းပြီးတော့ခလေးဆန်တဲ့အမျိုးသမီးလေးတွေကျွန်မပြောလိုက်တယ်ဒါဆိုအမျိုးသားလေးတွေတော့ကျွန်မပြောတော့မှာပေါ့နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့နေရာမှာအမျိုးသားလေးတွေပါမယ်ဆိုလို့ရှိရင်လေအာနည်းနည်းအတတ်ငယ်တဲ့အမျိုးသားလေးတွေပေါ့နော်အာတင်တို့က20ကျော်နော်18 19 20ကျော်ပတ်ဝန်းကျင်အမျိုးသားလေးတွေဆိုရင်တင်တို့နားကိုလာဖို့ကြံရည်နေတဲ့အမျိုးသမီးလေးကတင်တို့ထက်တက်ကြီးတယ်တိလားဒါပေမဲ့တင်တို့ကသူကသဘောကျတယ်သဘောကျရတဲ့ပုံစံအခြေအနေရလေအာတင် တို့ရဲ့လွတ်လပ်တဲ့ style ခလေးစစ်စံတဲ့အပြစ်ကင်းတဲ့ style ပေါ့နော်အဲ့ဒါလေးတွေသူကသဘောကျတယ်။ဒါကြောင့်မို့လဲပေါ့နော်တင့်အနာကိုတူလာဖို့အချိန်တစ်ခုယူပြီးအသေးစိတ်သွားရမယ်ဆိုတာတင်းတို့ညရဲ့အသက်ကွာဟာမှုတွေချာမှာလူပြောသူပြောဖြစ်မှာပေါ့နော်သူများတွေရဲ့အပြောဆိုခြင်းခံရမှာကိုသူအာနည်းနည်းပေါ့နော် သူမကြိုက်ဘူးဒါပေမဲ့လည်းမကြိုက်တာတကယ်လားသူရောင်းလာဖို့သူစဉ်းစားထားတာတကယ်လားเนาะအနည်းဆုံးတင်းတဲ့ relationship ဖြစ်နေတာမှာ situation တစ်ခုခုအနေထားတော့ဒီသူသွားချင်တယ်ပေါ့เนาะတင်းကိုသူသဘောကျနေတာဖြစ်တဲ့အတွက်เนาะဒါကြောင့်မို့လဲဒီအတွေ့အထိမှာတင်းနဲ့ပတ်သက်တဲ့အတွေ့အထိမှာသူပြိမ့်မိနေတယ်ပေါ့เนาะအဲ့လိုမျိုးတွေလည်းတွေ့တယ် အဲ့တော့ဒါအမျိုးသားလေးတွေအတွက်ရောမြို့သမီးလေးတွေအတွက်ရော energy ထည့်ပြီးတော့ပြောပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ energy ကသင်တို့လေးတွေရဲ့ energy လားတကယ်မို့ဟုတ်တယ်ဆိုလို့ရှိရင်ဒီနေ့ reading လေးရတော့သင်တို့လေးတွေအတွက် reading လေးပါပေါ့နော်အာအဆုံးတကြီးရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရေးတင်ပါတယ်အာ energy ကန့်ကြီးမှုတွေလည်းရရှိပါစေเนาะနောက်ထပ် reunion တွေမှာလည်းအတူတူပြန်လည်ဆုံတွေ့ချင်ပါတယ်